ရင်တော့လေဟိုကိုဝင်ရှိကစားတော့လို့အရန်နေလို့တိတ်မကောင်းလို့လေးပင်နေရပါတော့အခုဘိုက်ကြီးကပူလာလေအရန်ပေါ်လာလေပဲခါလေဘိုက်ကြီးကမေ့မေ့သွားတယ်ဟိုတစ်ချိန်လုံးတော့လှုပ်နေရပဲကန်နေရပဲယောက်ျားလုံးနှုတ်လားမသိဘူးထဲမှာတိုင်းချနေသလားတော့မဟုတ်ဘူးအဲ့အခုလေသူများတထွေဆိုပြောရလေယောက်ျားနဲ့အဲ့လိုတွဲရဲ့အဲ့လိုတိတ်မရှိဘူး Facebook လည်းမတင်တော့လေဘိုက်ကြီးကပဲတည်တယ်ယောက်ျားရဘူးမှမတည်ကြဘူး ဒီက producer တွေကလည်းအကိုတွေဆိုတော့လေဆက်ရဲ့အကိုတွေဖြစ်တဲ့အတွက်ဒီကားလေးကိုလာအပ်ပြရပါပြီးတော့ဟာတာကားဆိုတော့လေကြည့်ကြည့်လေအခုကဘိုက်ကြီးတဲ့ဆိုတော့လေအခုဟာတာလေးတွေပဲကြည့်တာများတယ်ယောက်ျားလေးမလို့ထင်တယ်ပေါ့ရယ်ဟုတ်တယ်အရင်ကလေဟိုကိုဝင်ရှိကစားတော့လို့အရန်နေလို့တိတ်မကောင်းလို့လေးပင်နေရပါတော့အခုဘိုက်ကြီးကပူလာလေးအရန်ပေါ်လာလေးပဲခါလေဘိုက်ကြီးကမေ့မေ့သွားတယ် ချင်းကြီးကဘာမှမတက်ဘူးဟိုတငယ်ချင်းတွေကလို့မုတ်ကျွေးချင်လို့လို့လှမ်းမော်ပါဘာချင်းကြီးကဘာတက်လို့ဆိုဘာမှမတက်ဘူးအကုန်စားတယ်လို့မျက်လုံးရှိတွေ့တာအကုန်စားတယ်တငယ်ချင်းတွေကပုံများတယ်တန်းစီညာပဲအဲ့ဘန်ကောက်ကနေဟိုမနေ့ကကြာတော့လေးလာကြော်သွားနေရဆိုတော့ပြန်လာတဲ့အချိန်မှာတန်းစီညာပဲကျွေးမဲ့သူတွေကအနုလာမသိပြောကြရဲသူတချို့လည်းပြောတယ်အင်းနဲ့မျက်နှာလို့နုလာတယ်ပထမပိုင်းတော့လို့နည်းနည်းကိုဝင်ရှိခါစားရင့်တယ်လို့တော့ဖြစ်တယ်လို့အခုတွေလည်းပေါက်တာပေါ့အခုနောက်ပိုင်းလို့ဘိုက်က ဟိုကိုဝင်ရင်လာပါတော့လို့ရင်လာလေးနည်းနည်းလေးနည်းနည်းအဲ့လိုလူလာရလို့ပြောတော့ပြောကြတယ်။ဘာလို့လဲမသိယောက်ျားလေးမလို့လားမသိဘူး။တချို့ကပြောတယ်ဗာလဲနှာခေါင်းပွားလာကြတယ်တဲ့အဲ့လိုယောက်ျားလေးဆိုရင်နှာခေါင်းတော့အခုထက်မပွားသေးဘူးထင်တယ်ပွားပြီလား။အဲ မသိဘူးလှုပ်တော့လှုပ်တယ်ဘာအဲ့လိုပထမအောင်ဆုံးလှုပ်တော့ကတော့ကြောက်တာပေါ့နော်ကြောက်တော့မှလက်ထက်မှာဖုံးပွနေနေဖုံးကြီးလွတ်ကြတာပြီးတော့လေမမအရင်ကြောက်တတ်တော့လို့အရင်မလှုပ်နဲ့ဆိုတော့အချိန်မှာငြိမ်သွားတယ်တကယ်ကြောက်တတ်တာရင်းနေတုံသွားတာလေဘာဖြစ်တာလဲမသိဘူးဆိုပြီးတော့အဲ့ အဲ့ဒါပြီးတော့မှနောက်ပိုင်းကျတော့အဆီယံဝင်ကပြောအဲ့ဒါနှုတ်ကကောင်းလာတယ်ခလေးလုံးမာတယ်ခလေးကကျမ်းမာတယ်ကိုကမသိဘူးလေအဲ့ဒါရောအဲ့လိုမျိုးသူတစ်ချိန်လုံးတော့လှုပ်နေရပဲကန်နေရပဲယောက်ျားလုံးနှုတ်လားမသိဘူးအဲမှာတိုင်းချနေသလားတော့မဟုတ်ဘူးရင်းခုန်နေဟိုအဓိကအဲ့လိုမျိုးပေါ့အဲအဓိကတော့အဲ့လိုမိခင်ဖြစ်သွားပြီဆိုအဲ့ချိန်လဲအင်္ဂါဆုံးမမလားအဲအဲ့လိုမျိုးပေါ့နော်အဲ့တော့နောက်ထပ်တော့အဲ့လိုဖြည်းဖြည်းချော့ချော့လေးတော့ဖြစ်ချင်တာပေါ့နော်အဲဒါကတော့ကိုယ့်ရဲ့စိတ်ကူးရင်ထားတာပေါ့ဘလို့ဘလို့ထွက်လာမလဲတော့မသိသေးပါဘူးခါ ရင်ခုန်နဲ့အခု6လရှိပြီဆိုတော့ကိုဝင်ကရင်ခုန်နဲ့7လပိုင်းကဆိုတော့အရင်တော့ကြောက်လဲကြောက်တယ်ပေါ့နော်ပထမဆုံးကိုဝင်ဆိုတော့ရင်းနေလဲခုန်နေရင်းလဲတုံနေဟုတ်ခွဲမွေးမှာဟုတ်တတိမရှိဘူးရမ်းကြောက်တတ်တယ်ဟာနာမည်ကတော့မြန်မာနာမည်လဲစစတယ်တရုတ်နာမည်လဲစစတယ်အင်္ဂလိပ်နာမည်လဲစစတယ်သုံးရပါမျိုးသားကဘယ်လိုလုပ်ပြီးချင်တယ်မျိုးသားကတော့အဲ့လိုစိတ်တာပေးပဲဟိုတရုတ်လည်းဆိုတော့တရုတ်နာမည်လည်းပါခြင်းတယ်ပြီးတော့သူတို့ကဟိုအင်္ဂလိပ်ကျောင်းနေတက်မှာဆိုလည်းနိုင်ငံခြားနာမည်ကလည်းပါ ပြီးရင်မြန်မာလူမျိုးဖြစ်တော့မြန်မာနာမည်ကလည်းပါဆိုရင်နော်ဟုတ်တယ်အခုအခုလည်းဆိုရင်နာပေါ့နော်အဓိကကဟိုကျမ်းမာရေးကောင်းမှုပေါ့အဓိကတော့အဲ့ကျမ်းမာရေးကောင်းမှုအတွက်ဟိုဖျားတရားလည်းပို့ပြီးတော့ထင်တာပေါ့ဟုတ်အဲ့တော့မျိုးသားရောဒါအင်မီမာလာတော့တွေပါတယ်ကျက်နေတာတူအလို့ရရပြောရတယ်အဲ့မွေးတဲ့နေ့မှရွတ်ပေးမယ်လို့ပြောတယ်အလို့လိုက်ပါတယ်အကုန်လုံးအိမ်က ရောက်ကမရလည်းအလိုလိုက်တယ်မိသားစုကလည်းအလိုလိုက်တယ်အဖေမေတွေရောယောက်ျားအကုန်လုံးပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးတွေအလိုလိုက်လို့အဲ့အလောက်တောင်ကကားရိုက်တွေတောင်ကအဲ့လိုပေးမြိုက်တော့ဖျက်လိုက်တယ်ဒါရိုက်ဒါရိုက်မှာဗိုက်ကြီးနဲ့တကားရိုက်လိုက်တယ်ဖိုင်တကောနဲ့ကားကြီးတကားရိုက်လိုက်တယ်အဲ့တုန်းကတော့အဲ့ဖိုင်ကောက်ကပြန်လာပြီးရိုက်ရိုက်ပြီးပြန်သွားအဲ့လိုမျိုးတော့လုလိုက်တယ်အဲ့တုန်းကတော့ တို့ကဟိုစိတ်ပူတာပေါ့နော်စိတ်ပူတော့အာနောက်ကားတွေတော့မရိုက်နဲ့ဆိုအဲကားရိုက်တော့အကုန်ဖြတ်လိုက်တယ်ဟိုကြော်ညာလေးပဲလေးပဲအတူလေးပဲလက်ခံတော့တယ်ခါကလေးရလေကို့အိမ်မက်မပေးဘူးယောက်ျားကိုတော့ပေးတယ်အကောင်းလေးပဲကို့ဘာတွေပေးကိုကကိုကလည်းလည်းမျိုးပါအဆုံမဲ့ဘာတွေမှမသိဘူးတနေ့တနေ့သူ့ကိုတော့ပေးတာအဲ့လိုကောင်းတယ်ဒါတော့အကုန်းနဲ့တွေ့မှာမင်းလိုက်တာအကုန်းနဲ့လည်းတွေ့မှာမဟုတ်အကုန်းကလည်းထွက်ထွက်ပြေးရအဲ့အခုလေသူများတချို့ဆိုပြောရလေယောက်ျားနဲ့အဲ့လိုတွဲရဲ့အဲ့လိုတိတ်မရှိဘူး Facebook လည်းမတင်တော့လေ ဖိုက်ကြည့်တာပဲသိတယ်ယောက်ျားရဘူးမှမသိကြဘူးတော်တော်များပြောတယ်ယောက်ျားရသွားပြီလားတချို့ကလေရသွားပြီဖိုက်ကြည့်ရ သူကအဲ့လိုနည်းနည်းဟိုရှက်တာပေါ့နော်အဲ့လိုမျိုးကင်မရာရှက်အဲ့လိုမထွက်လာပြေးလာဓာတ်ပုံနေတော့မှထွက်တယ်ကျွန်တော်ကမြို့သားရှိပါတယ်။တပြေဝင်ရောက်ကြရှိပါတယ်။အာဆိုင်ရပြိတ်သက်တွေပေါ့နော်။သူကဘိုက်ကြီးကတော့ကားမရိုက်တော့ဘူးလား။ကားရိုက်တယ်ကပြို့ကလေးမွေးပြီးရင်တော့ပြန်ရိုက်မှာပေါ့နော်။ဒီကိုဝင်ရှိနေတဲ့အချိန်ကာလမှာတော့ဒီနှစ်ထဲမှာတော့အဲ series တွေလည်းတင်ဖို့ရှိပါတယ်။ကားကြီးလည်းတင်ဖို့ရှိပါတယ်လို့အားပေးကြပါအောင်ကျွန်တော်လည်း။ကျေးဇူးတင်ပါတယ်။ကျေးဇူးပါ။ဟုတ်ပါပါ။